ပညာဘူမိတက္ကသိုလ်သုဒ္ဓတမဒီပလိုမာ level 2လူတိုင်းကျင်ရန်တတိပဋ္ဌာန်စာမျက်နှာ120တတိပဋ္ဌာန်တရားကိုဘယ်လိုပုံကိုယ်တွေကျင့်ရမှာလဲလို့ဆိုရင်လူတိုင်းကျင့်ရမှာပါဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တတိပဋ္ဌာန်တော့တွေဟာအင်္ဂုရဏိကေတတိပဋ္ဌာန်ဝေကမှာလဲပါရှိတယ် အဲလူလိများတဲ့တတိပဋ္ဌာနာတောက်ကြီးကတော့ဒီကနိကေမှာလာတဲ့မဟာတတိပဋ္ဌာနာတောက်နဲ့မစ္စမနိကေမှာလာတဲ့မဟာတတိပဋ္ဌာနာတောက်အဲ့ဒီနဲ့တောက်ပဲဖြစ်တယ်။တဖန်တန်ယုတ်တနိကေမှာတတိပဋ္ဌာနာတန်ယုတ်ဆိုတာပါရှိတယ်။တတိပဋ္ဌာန်အကြောင်းနဲ့ဆက်လင်းပြီးတောက်အတူလေးတွေဟောထားတယ်။တတိပဋ္ဌာန်တရားဆိုတာ ပြုစဉ်ပုဂ္ဂိုလ်ကျင့်ရမလားသို့မဟုတ်သောတာပန်တဂရဂံဖြစ်ပြီးမှကျင့်ရမလားလို့ယုံမတဏှာဖြစ်တာတွေရှိတယ်။အချို့အချို့သောအုပ်တွေမှာပြုစဉ်တွေမကျင့်ရဘူးလို့တောင်းရေးထားတာရှိတယ်။ဗောဓမြတ်စွာဟောကြားတော်မူခဲ့တဲ့တုတ်တန်တွေကိုကြည့်ရင်တတိပဌံဆိုတာလူတိုင်းကျင့်ရမှာပါ။လူတိုင်းကျင့်ရမယ်ဆိုတာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် တတိပဒံကိုမကျင်မဲ့နဲ့မဲ့ဖို့နိဗ္ဗာန်ကိုမရဘူးလို့ဆိုလိုတယ်။အဲ့ဒါအထောက်အထားမရှိဘဲပြောတာမဟုတ်ဘူး။ပရိက္ခစာပေကိုသေချာစွာ လေ့လာကြည့်မယ်ဆိုရင်အထောက်အထားတွေတွေ့နိုင်တယ်။နာလန္ဒတော့တတိပဋ္ဌာနာတန်ရောက်မှာနာလန္ဒတော့ဆိုတာရှိတယ်။အဲ့ဒီတော့နဲ့အလားတူအတိဘယ်ပါရှိတဲ့သကရက်တွေမဟာပရိနိဗ္ဗာန်တော့မှာလဲပါတယ်။ အဲဒီနာနာနာသုံးရက်အတိဘယ်အချင်းချုပ်က ရှင်သာရိပုတ္တရာမထေရမြတ်ကမြတ်စွာဘုရားကိုရှောက်တယ်အရှင်ဘုရားဒါဗိဒ်မှာဒီလိုယုံကြည်ချက်ရှိပါတယ်တံဘောရိညံနဲ့ပတ်သက်လာရင်မြတ်စွာဘုရားထက်တာလုံတဲ့ပုဂ္ဂိုလ်ဆိုတာအတိတ်ကလည်းမရှိခဲ့ဘူးအနာဂတ်မှာလည်းရှိမှာမဟုတ်ဘူးပစ္စုပန်မှာလည်းမရှိဘူးဒီလိုလျှောက်တဲ့အခါမြတ်စွာဘုရားက ဘာမှမရှိတော့ဆိုလို့ရှိရင်ဒါလေးပုတ်တရာတင့်မှာအတိတ်အနာကဖျားရှင်တွေရဲ့စိတ်ကိုတိနိုင်တဲ့စေတောပရိယဉာဏ်ရှိလို့ဒီလိုရဲတင့်တဲ့စကားပြောတာလားတဲ့စေတောပရိယဉာဏ်မရှိပဲဒီလိုပြောလို့မရဘူးပေါ့စေတောပရိယဉာဏ်ရှိပြီးအတိတ်မှာပွင့်ခဲ့တဲ့ဖျားရှင်တွေရဲ့စိတ်ကိုတိလို့နာဂတ်မှာပွင့်လက်တဖြစ်တဲ့ဖျားရှင်တွေရဲ့ စိတ်ကိုသီလို့ဒီလိုရဲတင်းတဲ့စကားပြောတာလားလို့ဆိုတော့အရှင်ဖုရားစေတောပရိယညာနဲ့တိနေတဲ့ဆွမ်းအားဒေဝိတော်မှာမရှိပါဘူးသို့တော့ဒေဝိတော်မှာဓမ္မနဝရာလို့ခေါ်တဲ့အနုမာနညာရှိပါတယ်အဲ့ဒီအတိညာနဲ့ဒေဝိတော်ဟာရဲရဲဝံ့ဝံ့ရှုံးဖြတ်ပြီးပြောတာဖြစ်ပါတယ်အဲ့ဒီမှာရှင်သာရိပုတ္တရာမထေရမြတ်က ဥပမာနဲ့လျှောက်ထားတယ်။နေချားဒေတာကကင်းမြို့ကိုတဖက်ရန်သူတွေမဝင်နိုင်အောင်တကားပေါ့တပေါ့တီးထားပြီးတရင်လုံလုံချုံချုံတိဆောက်ထားပါတယ်။အဲ့ဒီမြို့မှာစင်းစားညာရှိပြီးလိမ္မာပနတ်လာတဲ့တကားမူကြီးတယောက်တကားမူကြီးတဦးခံထားပါတယ်။အဲ့ဒီတကားမူကြီးကမြို့တတိုင်းကိုလက်ပတ်ပြီးစစ်ဆေးတဲ့အခါတကားပေါ့ကြီးကလွဲလို့ ဘယ်နေရာမှအပေါက်မရှိဘူးနောက်ဆုံးမှာကြောင်ကလေးတကောင်ထက်တာလောက်အောင်တောင်းမှ အပေါက်မတွေ့ဘူးတဲ့တတိန်ဟာ အလွန်လုံးချုံစေးစက်တယ်အဲ့ဒါကိုကြည့်ပြီးသူဘယ်လိုဆုံးဖြတ်တယ်လဲဆိုရင်အေးဒီမျိုးထဲဝင်တဲ့မြတ်တော်ဝါအလုံးဟာဟောဒီတကားပေါ်တစ်ခုတည်းကဝင်ကြတာပဲလို့ဆုံးဖြတ်ပါတယ်အဲ့ဒီလိုပဲတပည့်တော်မှာကြောင်ကျိုးရှင်ရှင်နဲ့ အနုမာနဉာဏ်ရှိပါတယ်ဖျားတဲ့ဘယ်လိုကြောင်းကျိုးဆင်ရှင်တာတော့ဆိုရင် လောကမှာကွင်းတော်မူတဲ့ဘုရားရှင်မသမ ्या ဟာစိတ်ကိုညင်ဝန်းစေတတ်တဲ့ပညာကို အားပြော့စေတတ်တဲ့နိဝရဏတရား၅ပါးကိုဖယ်ရှားရမယ်။တတိပဒံအာယုံ၄ပါးပေါ်မှာစိတ်ကိုတိဆောက်ပြီးဘောဇဉ်9ပါးကိုဝါးများပြီးတော့မှဘုရားဖြစ်ကြတာကြီးပါပဲ။ ဘယ်ဖျားဖြစ်ဖြစ်ဒီလန်းကပဲ အားလုံးသွားကြပါတယ်အရှင်သာရိပုတ္တရာရှောက်တဲ့အထက်မှာဒေချာကြည့်မယ်ဆိုရင်တမာရီစွမ်းအားနဲ့နေဝရဏတရား၅ပါးကိုဖယ်ရှားရမယ်တတိပဌံတရား၄ပါးပေါ်မှာစိတ်ကိုအခြေစိတ်ပြီးဘောဇဉ်9ပါးပွားရမယ်ဓမ္မတလျင်တရားထူတရားမြတ်ရရမယ်လို့အဲ့ဒီတော့တမဟောတာဖြစ်တယ်။မြတ်စွာဘုရားကသာဓုခေါ်ပြီး ငါဖျားပေါ်မှာတန်ရရှိတဲ့ပုံကိုယ်တွေတန်ရကင်းသွားအောင်ပြိတ္တ၄ပါးမှာဒီတရားကိုမကြမကြဟောပေးပါလို့တိုက်တွန်းတယ်။သို့တော့အဲ့ဒီစကားနဲ့ပတ်သက်ပြီးအနောက်တိုင်းကဆရာရှာတူက သူ့လိုချင်တဲ့အချက်ကိုသာဖြတ်ယူပြီးတန်မောရိညာအရာမှာဖျားနဲ့တူတဲ့ပုံကိုယ်ဘယ်တော့မှမပေါ်ခဲ့ဘူးဆိုတဲ့စကားကို ပြောလို့စင်တာရိပုတ္တရာဟာအကျိန်မောင်းခံရတယ်လို့ ရေးထားတယ်။မမမကန်ရေးထားတာသာဖြစ်တယ်။မူရင်းစာပေကို မသိဘူးဆိုရင်အဲ့ဒီစာကိုဖတ်လိုက်တာနဲ့ရှင်သာရိပုတ္တရာဟာဒီစကားပြောမိလို့ဖယားရှင်ရဲ့အချိန်မောင်းခံရတယ်လို့မှတ်ယူသွားကြမှာပဲ။မဟုတ်ဘူးနော်။ရသော်ဘုရားက ရှင်းပြစေခြင်းနဲ့အတိတ်ပဲနဲ့မေးတာဖြစ်တယ်။မင်းမှာစေတောပရိယာညာရှိရလားမရှိဘူးဆိုရင ဒီလိုရဲတင်းတဲ့စကားဘာကြောင့်ပြောနိုင်တယ်လဲလို့မေးတာဖြစ်တယ်။အဲဒီတော့စင်တန်ရဘုရားကရှင်းပြတယ်။ဓမ္မနွားရလို့ခေါ်တဲ့အနုမာနဉာဏ်သူ့မှာရှိပါတယ်လို့ရှင်းပြတော့မြတ်စွာဘုရားကသာဓုခေါ်ပါတယ်။အဲဒီလိုဤကုံစကားကိုမဖော်ပြဘဲစင်တန်ရဘုရားဟာဘုရားရှင်ကိုအလုံးအမင်းချီးမွမ်းလို့အကျိန်မောင်းခံရတယ်ဆိုပြီး ရေးသားတာဟာမမမကရေးသားချက်ပဲဖြစ်တယ်။ ဒါကြောင့်မို့ဘော်ဒဇင်းလို့ရေးချတဲ့အစာအုပ်တိုင်းဟာမန်ကန်တဲ့စာအုပ်တွေမဟုတ်ဘူးသူတို့ရဲ့ထင်မြင်ချက်တွေကိုရေးသားထားတာဖြစ်လို့မူရင်းတောက်တန်တွေကိုရှားဖွေပြီးဖတ်တင်တယ်။အဲဒီတောက်တန်ကိုကြည့်လိုက်မယ်ဆိုရင်ဖျားဖြစ်တဲ့ပုံကိုယ်တိုင်းဟာနိဝရဏတရား၅ပါးကိုဖယ်ရှားပြီးတိရိပ္ပံတရား၄ပါးပေါ်မှာစိတ်ကိုကောင်းစွာတည်ဆောက်ပြီးဘိုးစံခုနှစ်ပါးပွားမှဖျားဖြစ်တယ်ဆိုတော့ ဖျားပြစ်တဲ့လမ်းကြောင်းကလည်းဒီလမ်းကြောင်းသာဖြစ်တယ်။အောက်တိယတုတ်အောက်တိယတုတ်မှာလည်းပဲမြတ်စွာဘုရားအားရှင်အနန္ဒာကလျှောက်ထားတဲ့ဇာတ်ကူရှိတယ်။လောကကြီးကထွေးမြောက်သွားတဲ့ပုံကိုယ်တိုင်းပုံကိုယ်တိုင်းဟာနိဝရဏတရား၅ပါးကိုဖယ်ရှားပြီးတတိပဌာန်တရား၄ပါးပေါ်မှာစိတ်ကိုအခြေစိတ်ကဘောဇံခဏပါပွားပြီးမှသာ လောကကြီးကလွတ်မြောက်နိုင်တယ်လို့ဒီတိမ်ပဲတစ်ထပ်တည်းဆိုထားတယ်။အဲဒီတော့တရိပ္ပဏ္ဍိယအာမထုတ်ပဲနဲ့မေဖို့နိုင်ပါရတဲ့ဆိုတာရှိကိုမရှိဘူး။အေးတချို့ကပြောကောင်းပြောလိုက်မယ်။ဝိတာကဟာခရဏိသမီးရွယ်မှာမြတ်စွာဘုရားတရားဟောလိုက်တာနဲ့လောရပံဖြစ်တာဘယ်မှာတရိပ္ပဏ္ဍကျင့်လဲရတော့လို့ကျင့်တာပေါ့။ဘယ်ချိန်ကျင့်နှုံဆိုရင်တရားနာတဲ့အချိန်ကျင့်တာပဲ။ တရားကိုအအောင်ဆက်ပြီးနားထောင်နေတာဟာကျင့်နေတာပဲဘာဖြစ်လို့တုံးဆိုတော့တရားကိုအအောင်ဆက်ပြီးနားနေတဲ့အချိန်မှာစိတ်ကိုထိုတရားအာယုံကနေပြီးတော့တခြားမရောက်စေရင်လောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးအတိညာတွေဟာတဆင်မိတဆင်ရှင်းပြတဲ့အစကားတော်လိုက်ပြီးပွင့်လင်းသွားလို့သောတာပန်ဖြစ်တာပေါ့အဲ့ဒါလဲတတိပံတရားကျင့်တာပဲဖြစ်တယ် ။မြတ်စွာဘုရားကခန္ဓာ၅ပါးရှင်းပြတာကိုအာုံစိတ်နေရင်ဓမ္မနုပတနာတတိပဋ္ဌာန်စိတ်အကြောင်းရှင်းပြနေတာကိုအာုံစိတ်နေရင်စိတ်ဓာနုပတနာတတိပဋ္ဌာန်ဝေဒနာအကြောင်းရှင်းပြနေတာကိုအာုံစိတ်နေရင်ဝေဒနာနုပတနာတတိပဋ္ဌာန်အေးအဲ့ဒီအဲမှာအာနာပါနာတို့တခြားအကြောင်းတွေကို ရှင်းပြမယ်။ကာယနဲ့ပတ်သက်တာတွေရှင်းပြနေတာကိုအာုံစိတ်မယ်ဆိုရင် ကာယ ानु ပတနာတတိပဋ္ဌံဖြစ်တာပေါ့နိဗ္ဗာန်ကကြီးကိုဝေယျချင်တဲ့ပုဂ္ဂိုလ်တိုင်းနိဗ္ဗာန်ရောက်တဲ့လမ်းမှာပေါ့ကိုလျှောက်လန်းချင်တဲ့ပုဂ္ဂိုလ်တိုင်းနိဗ္ဗာန်ကိုမျက်မှောက်ပြုလို့တဲ့ပုဂ္ဂိုလ်တိုင်းဟာတတိပဋ္ဌံကျင့်စဉ်တွေကိုကျင့်ကြတာပဲဖြစ်တယ်အေးတချို့စာအုပ်တွေမှာရေးတယ်ပေါ့တတိပဋ္ဌံတရားဟာဒိဋ္ဌိတတရားမဟုတ်ဘူးတဏတတရားဖြစ်တယ်မြတ်စွာဘုရားရဲ့တရားဟာဘယ်တရားပဲဖြစ်ဖြစ် တဲထီလဲတတ်တာပဲတနာလဲတတ်တာပဲတတ်တယ်ဆိုတဲ့နေရာမှာအပြေးဝအကုန်လုံးဖယ်ရှားတာနဲ့ဒစိုက်တေတာဖယ်ရှားတာပဲ क्वे တယ်ဆိုပါစို့သောရပံဘုဂောဟာဒိဋ္ဌိနဲ့ဝစီကိစ္စကိုသာဖယ်ရလားဆိုရင်မဟုတ်ဘူးသောရပံဘုဂောကတနာကိုလည်းဖယ်ရှားတယ်ဒေါသကိုလည်းဖယ်ရှားတယ်မောဟကိုလည်းဖယ်ရှားတယ်သို့တော့တဏှာဒေါသမောဟတို့ကိုဖယ်ရှားတဲ့အခါ အပယ်ချစေနိုင်တဲ့စွာရှိတဲ့တဏအပယ်ချနိုင်တော့တဲ့ရင်းထန်တဲ့ဒေါသအပယ်ကိုချနိုင်တော့တဲ့စွာရှိတဲ့မောဟကိုသာဖယ်တာအပယ်မချနိုင်သေးတာတော့ကြံသေးတာပေါ့မြတ်စွာဘုရားရဲ့တရားတော်တွေဟာဘယ်တရားပဲဖြစ်ဖြစ်ကိလေသာပယ်တာချီးပဲမပယ်တဲ့တရားမရှိဘူးဒါကြောင့်မို့မမမကန်ကိုယ့်ရဲ့အာဘော်တွေနဲ့ရေးသားတဲ့စာအုပ်မျိုးတွေကိုတော့မဖတ်သင့်ဘူးပေါ့ဖတ်မယ်ဆိုရင် ယောမတန်ရဇဝေဇဝါဖြစ်ပြီးမန္တရားကနေဝေသွားနိုင်တယ်။ဘုရားဆူဆူဟာနိဝရဏတရား၅ပါးကိုဖယ်ရှားလို့တတိပ္ပံတရား၄ပါးပေါ်မှာစိတ်ကိုအခြေစိတ်လို့ဘောဇက်ခုနှစ်ပါးပွားပြီးတော့မှတိညာထုတွေကိုရကြတာဖြစ်တယ်။အဲဒီပါဠိမှာဘင်စနိဝရဏေပဟာယစေတသောဥပက္ကိလေတိပညာယဒုပ္ပလီကရဏေလို့ ဆိုထားတယ်စေတသောဥပကိလေသေစိတ်ကိုညှိနှွမ်းစေတတ်တဲ့ပညာယဒုပလီကရဏေပညာကို အားမြော့သွားအောင်ပြုနိုင်တယ်ပင်စနိဝရဏေပဟာယနိဝရဏတရား၅ပါးကိုဖယ်ရှား၍စတုတ္တတတိပဋ္ဌာနေသူတုတ်ပဋိဋ္ဌိတစိတ်တံတတိပဋ္ဌာန်တရား၄ပါးပေါ်မှာ ကြမ်းကြမ်းခိန်ခိန်ရက်တည်တဲ့ဆက်ရှိပြီးတဲ့အခါမှာတတဘုံစဉ်ကဘောဇံခုနပါတော့ကိုယထာဘူတံဘာဝိတဝါမမှန်ကန်ကန်ပွားစီပြီးတော့မှအနုတ္တရံအဘိတံမောတိန်အဘိတံဘုတ်ဇိန်သူထူးခြားတဲ့အဘိတံမောရိညံကြီးကို ထိုးထွင်းပြီးတည်တော်မူကြတယ်တဲ့ဖះဖြစ်အောင်ကျင့်တာလဲဒီတရားပဲတမန်ပုဂ္ဂိုလ်တွေကျင့်ရတာလဲဒီတရားပါပဲ ဒါကြောင့်မို့တတိပဋ္ဌာန်နဲ့ပတ်သက်လာရင်ဘယ်သူတွေကျင့်ရမှာလဲဆိုရင်အားလုံးပဲကျင့်ရမှာပဲလူတိုင်းကျင့်ရမယ့်တရားဖြစ်တယ်တတိပဋ္ဌာန်အတန်ရုပ်ပရိသတ်တော့တတိပဋ္ဌာန်နဲ့ပတ်သက်ပြီးနောက်တုတ်တန်တစ်ခုကိုပြောမယ်တတိပဋ္ဌာန်နဲ့ပတ်သက်ပြီးနောက်ထပ်တုတ်တန်တစ်ခုကိုပြောမယ် ရှင်သာရိပုတ္တရာနဲ့အရှင်အနုရုဒ္ဓါတို့တရားဆွေးနွေးကြတဲ့အခါရှင်သာရိပုတ္တရာကမေးတယ်အရှင်အနုရုဒ္ဓါကဖြေတယ်ရှင်သာရိပုတ္တရာကငါရှင်အနုရုဒ္ဓါတိခတိခနဲ့ပြောကြတယ်ဘယ်လိုအတိုင်းတန်နဲ့မှတိခပုဂ္ဂိုလ်ဖြစ်နေတယ်လဲလို့မေးတယ်အဲ့ဒီမှာတိခပုဂ္ဂိုလ်ဆိုတာကျင့်ဆဲပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ကိုခေါ်တာလဲဆိုရင်ဘောဓဘံတက္ကရာကနာဂံ အဲ့ဒီပုဂ္ဂိုလ်သုံးဦးကိုသိခာပုဂ္ဂိုလ်လို့ခေါ်တယ်။ယန္နာကြတော့အသိခာပုဂ္ဂိုလ်အချင်းရဲ့အပြည့်အစုံကို ရောက်တဲ့ပုဂ္ဂိုလ်။အဲ့ဒီတော့အရှင်နုရတာကအရှင်သာရိပုတ္တရာရဲ့အမေကိုဖြေတယ်။သရိပ္ပဏတရား၄ပါးကိုဒဇိုက်တေတပွားပြီးလို့သူ့ကိုသိခာပုဂ္ဂိုလ်လို့ခေါ်ပါတယ်။အောသရိပ္ပဏတရား၄ပါးကို ပွားပြီးပြီဒါပေမဲ့အပြည့်အစုံမပွားရသေးဘူး။ ်တစိုက်တဒေတာပဲပွားရသေးတယ်သူပွားတာကသောတာပန်ဖြစ်ယုံသဂရဂံဖြစ်ယုံနာဂံဖြစ်ယုံပဲပွားရသေးတယ်ဒါကြောင့်မို့သောတာပန်သဂရဂံနာဂံပဲဖြစ်သေးတယ်ဒီလိုဆိုလိုတာအသေးကပုဂ္ဂိုလ်ဆိုတာဘယ်အတိတ်တာနဲ့မှခေါ်တာတော့မေးတဲ့အခါတတိပြန်တရား၄ပါးကိုပြည်ပြည်စုံစုံပွားများပြီးတဲ့အခါအာတိကပုဂ္ဂိုလ်လို့ဆိုရဲအဲ့ဒီတော့ရဟန္တာဖြစ်ဖို့လဲတတိပြန်ပွားရတာပဲ ောရပံဖြစ်ဖို့လဲတတိပဋ္ဌံပွားရတာပဲအေးတချို့ကတတိပဋ္ဌံတရားဆိုတာဟာဘုရုဇင်တွေမပွားရဘူးတက္ကရာဒိဋ္ဌိပြုတ်ပြီးသားပုဂ္ဂိုလ်တွေမှသာပွားရတယ်လို့ယူဆပြီးညင်သာကြတယ်အဲဒီလိုစာအုပ်မျိုးကိုဖတ်ရင်ကိုယ်ကောင်းထဲမှာအမိုက်တရိပ်တွေထဲလိုက်သလိုဖြစ်သွားမယ်ကြလာရင်ခေါင်းဟာမိုက်ပုံကြီးဖြစ်နေမယ်ရှုပ်ထွေးမှုတွေဖြစ်တတ်တယ်။မြတ်စွာဘုရား ဟောတော်မူတဲ့မူရင်းတရားကိုပဲသိဖို့လိုတယ်။ကိုယ်အတွေးတွေကိုယ်ယူဆချက်တွေနဲ့ရောပြီးရေးသားတဲ့စာအုပ်မျိုးဆိုရင်မဲစာအုပ်မှမဖတ်သင့်ဘူး။ဖတ်လို့ရှိရင်မမရင်ရင်တွေဖြစ်သွားနိုင်တယ်ပေါ့။တချို့စာအုပ်မှာရေးတယ်တတိပ္ပံတရားဟာတတိပ္ပံတရားကဒိဋ္ဌိတတရားမဟုတ်ဘူး။တတိပ္ပံတရားဟာတဏ္ဍတတရားသာဖြစ်တယ်လို့ဒါဟာသူတို့ရဲ့အယူအဆသက်သက်ပဲ။တာလတော့ကြည့် တိထက်သေးချတဲ့သောတန်တစ်ခုဟာသတိပဋ္ဌာနတန်ရုံမှာပဲလာတယ်။တာလာသုံးတဲ့မြတ်စွာဘုရားသခင် ကိုတော်မြတ်ကတာလဆိုတဲ့ပုံနာရွာပုံနာရွာမှာနေတဲ့အချိန်ဟောခဲ့တဲ့သောဖြစ်တယ်။တရိပ္ပဏတရားကိုဘယ်သူတွေပွားတင်တယ်လဲဆိုရင်တဏ္ဍနာပေါ်ဝင်လာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းကိုတရိပ္ပဏတရားပွားများဖို့တိုက်တွန်းလို့ဆိုပေးရမယ်တဲ့။ ဆင်းငယ်ယဟန်ငယ်တွေဟာတတိပဌံတရားကိုပွားရမယ်။ဘယ်လိုရွေးချင်းနဲ့ပွားရတာတုံးဆိုရင်တတိပဌံရဲ့အာယုံကိုကာယဝေဒနာစိတ်တဓမ္မဆိုတဲ့၄မျိုးပေးထားတယ်။ကာယရဲ့သဘာဝဝေဒနာရဲ့သဘာဝစိတ်ရဲ့သဘာဝဓမ္မရဲ့သဘာဝတွေကိုမမှန်ကန်ကန်သိဖို့အတွက်အရာမမှန်ကန်ကန်သိဖို့အတွက်တတိပဌံတရားပွားရမယ်။ဒါဘုရုရှင်ကိုပွားခိုင်းတာ ။ဒါဖြင့်ပုရုဇင်ဘွားလွန်မြောက်သွားလို့တိခတ်ပုဂ္ဂိုလ်ဖြစ်သွားပြီးသောရပန်ဖြစ်သွားပြီးတဂရကံဖြစ်သွားပြီးအနာကံဖြစ်သွားပြီးဆိုလို့ရှိရင်ကောမပွားရဘူးလားဆိုတော့ပွားရမယ်တဲ့။မြတ်စွာဘုရားကတိခာအပတ္တမာနတတေခာအပတ္တမာနတာအနုတ္တရံယောဂေခေမံပဋိယမာနာယန္တော်တွေထဲမှာ အချို့ပုဂ္ဂိုလ်တွေကသောတာပန်ဖြစ်သွားတယ်။တချို့ကသက္ကာရကံတချို့ကအနာဂံဖြစ်တယ်။အဲ့ဒီပုဂ္ဂိုလ်တွေလည်းတတိပ္ပံတရားပွားရမယ်တဲ့။တတိပ္ပံတရားကိုပဲကျင့်ရမယ်တဲ့။ဘာအတွက်ကျင့်တာတုံးဆိုတော့ကာယဝေဒနာစိတ်ဓာတ်ဓမ္မတရားတွေကို ပိန်ပိန်ချာချာသိအောင်ကျင့်ရမယ်။ခုနကတုန်းက စကားနဲ့မတူဘူး။ခုနက ကာယဝေဒနာစိတ်တဓမ္မတို့ကိုယထာဘုဒ္ဓသိအောင်ကျင့်ရမယ်။အခုကပိမ့်ပိမ့်ချာချာသိအောင်ကျင့်ရမယ်။ယန္နာမဖြစ်သေးရင်အကုန်လုံးမသိသေးဘူး။တစိတ်တဒေသသာသိသေးတယ်ပေါ့။ဒီအိဋ္ဌိပဲနဲ့ပြောတာ။ဒါဖြင့်ယန္နာဘုဂ္ဂိုလ်ရောဆိုတော့ယန္နာဘုဂ္ဂိုလ်လည်းတတိပဌံကိုပဲပွားရမှာပဲ။ယန္နာဘုဂ္ဂိုလ်ကိုတရုပ်ဖော်ထားဘုံကအရဟံခိနာသဘောအသောရရတွေကုံသွားပြီ။ ဝုတိတဗျမစရိယောမေဃဗျမစရိယဆိုတဲ့အကျင့်ကိုကျင့်သုံးပြီးကတကရဏီယောလောက်ဆရာတွေအလုံးလောပြီးပြီးဩဟိတဘာရောကိလေသာဆိုတဲ့ဝုံထုတ်ဝုံပိုးကြီးကိုလည်းခြာပြီးသွားပြီအနုပတတရထောမိမိရဲ့တကယ့်အကျိုးလို့ပြောရမယ်အရဟတဖို့တို့လည်းရောက်ပြီးသွားပြီပြိခိနဘဝတန်ရောဇနော ဘဝနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေအားလုံးလဲကုန်သွားပြီ။တမ္မတင်ညာဝိမုတ်တော်မမှန်ကန်ကန်တည်ပြီးတော့စိတ်ဟာလုံးဝလွတ်မြောက်သွားပြီ။အဲဒီလိုယန္နာပုဂ္ဂိုလ်မျိုးရောဘာကိုချင့်ရမှာလဲဆိုရင်တတိပဋ္ဌာန်ပဲချင့်ပါတဲ့။သန္ဒနာဘောင်ဝိင္ခာစပုဂ္ဂိုလ်လဲတတိပဋ္ဌာန်ချင့်ရမယ်။တိခပုဂ္ဂိုလ်လဲတတိပဋ္ဌာန်ချင့်ရမယ်။ယန္နာပုဂ္ဂိုလ်ဖြစ်ပြီးရင်လဲတတိပဋ္ဌာန်တတိပဋ္ဌာန်ပဲချင့်ရမယ်။ ဒီလိုဆိုလိုတာဖြစ်တယ်။ယန္နာပုဂ္ဂိုလ်တွေကဘာအတွက်ကျင့်တာတုံးဆိုရင်ကာယဝေဒနာစိတ်တဓမ္မဆိုတာတွေနဲ့ပေါင်းစပ်မှုမရှိအောင်တဲ့ဆိုလိုတာကသတိပဋ္ဌာန်ကို အာရုံပြုပြီးဝိပဿနာဉာဏ်မှတဆင့်တက်ကနိဗ္ဗာန်ကိုအာရုံပြုလို့ရအောင်ကျင့်ခိုင်းတာ။ယန္နာပုဂ္ဂိုလ်လည်းပဲဝိပဿနာရှုပြီးတော့မှဖရသမာပတ်ဆိုတာဝင်စားလို့ရတာကို နိဗ္ဗာန်နဲ့တွေ့ချင်ရင်ဒီလမ်းကပဲပြန်လျှောက်ရတယ်။ဆိုပါစို့ရဟန္တာပုဂ္ဂိုလ်ဟာမြဲတမ်းနိဗ္ဗာန်ကိုမြင်နေတာမဟုတ်ဘူး။တဏ္ဍာကိစ္စတွေရှင်ရတဲ့အခါမှာတဏ္ဍာတွေ့ကြုံပဲမြင်နေမှာ။ဘာထူးဆုံးဆိုရင်မြင်တဲ့အခါမှာလောဘမဖြစ်ဘူး၊ဒေါသမဖြစ်ဘူး၊မောဟမဖြစ်ဘူး။တတိရှိတဲ့အဋ္ဌဉာဏ်ရှိတယ်။ကြားတဲ့ကြားတဲ့အခါမှာလောဘမဖြစ်ဘူး။ဒေါသမဖြစ်ဘူး၊မောဟမဖြစ်ဘူး။တတိရှိတဲ့အဋ္ဌဉာဏ်ရှိတယ်။ ဘုရုဇင်ပုဂ္ဂိုလ်တွေကြတော့မြင်တဲ့အာယုံပေါ်မှာကြည်ပြီးလောဘလည်းဖြစ်တယ်ဒေါသလည်းဖြစ်တယ်မောဟလည်းဖြစ်တယ်ကွဲပြားချမ်းသာမှုကဒါပဲယန္နာပုဂ္ဂိုလ်တွေမှာလည်းမျက်စိရှိတာပဲနားရှိတာပဲမျက်စိရှိတော့မြင်စရာကိုမြင်မယ်နားရှိတော့ကြားစရာကိုကြားမယ်အဲ့ဒီတော့ကြားတဲ့အခါမှာနေတဲ့ဆရာအာယုံကိုကြားမယ်ဆိုရင်ဘုရုဇင်တွေမှာလောဘဖြစ်တယ်ယန္နာတွေကြတော့လောဘမဖြစ်ဘူး မနေတဲ့ဆရာအာယုံတွေအာယုံတွေ့ရင်လဲပရိုဇင်တွေမှာဒေါသဖြစ်ပေမဲ့ယန္တာမှာဒေါသမဖြစ်ဘူးမတိတဲ့မောဟဆိုလဲယန္တာမှာမဖြစ်ဘူးတတိတမဇေညာရှိနေတယ်ပေါ့အဲ့ဒီတော့ဒီအာယုံတွေနဲ့လွတ်သွားအောင်ကာယဝေဒနာစိတ်ဓာတ်ဓမ္မလို့ဆိုတဲ့အာယုံတွေနဲ့လွတ်သွားအောင်ဘာလို့ရမလဲဆိုတော့တတိပဋ္ဌာန်အခြေစိုက်ပြီးဝိပဿနာဉာဏ်တွေအစဉ်စဉ်တက်သွားပြီး ဖိုလ်စိတ်တော့ဖြစ်လာအောင်လုပ်ရမယ်။အဲဒီအခါဒီကာယဝေဒနာစိတ်ဓာတ်ဓမ္မလို့ဆိုတဲ့အာယုံတွေနဲ့လွတ်ပြီးနိဗ္ဗာန်နဲ့နေနေတာဖြစ်တယ်။အဲဒါကိုပြောတာကာယေနဝိတံယုတ်တာကာယနဲ့ရှင်တွဲပြီးတော့မနေအောင်ကာယဆိုတဲ့အာယုံနဲ့တွဲဆက်ပြီးတော့မနေအောင်ကွဲကွာသွားအောင်ဝေဒနာယဝိတံယုတ်တာဝေဒနာဆိုတဲ့အာယုံနဲ့တွဲပြီးတော့မနေအောင် စိတ်တေနာဝိသံရောက်တာစိတ်တဆိုတဲ့အာယုံနဲ့တွဲပြီးတော့မနေအောင်ဓမ္မေနာဝိသံရောက်တာဓမ္မဆိုတဲ့အာယုံနဲ့တွဲပြီးတော့မနေအောင်နိဗ္ဗာန်နဲ့သာရှင်တွဲနေအောင်ဆိုပြီးတတိပဋ္ဌာန်အချင်းကပဲဝိပဿနာဉာဏ်ကိုဖြစ်စေပြီးဖလာသမပတ်ဝင်စားရမယ်လို့ဒီလိုပြောတာနော်အဲဒီတော့နိဗ္ဗာန်ကိုအာယုံပြုနေဖို့ရအတွက်တတိပဋ္ဌာန်ပဲကျင့်ပါလို့ တာလတောက်တံမှာဒီလိုဟောထားတယ်။ဒါကြောင့်တတိပဋ္ဌံဆိုတာလူတိုင်းကျင့်ရမှာဖြစ်တယ်။အလုံးကျင့်ရမဲ့တရား